ဘလို့လဲငါပဲငါပုံစံအိမ်မောကြနေတဲ့ပုံစံပေါက်လားစကားပေါ့မနေနဲ့တို့ဘွားညဉ့်ညံလေးအိမ်လေဒလုံနဲ့လေမင်းအတန်ကြာပြီတကိုးမလာပဲနေလိမ့်မှာအေးပါဟာငါလေတကိုးစောင့်နေရလို့ပြင်းလွန်နေပြီအဲ့ဒီအချိန်မှာပဲအိမ်မောတက်လာတဲ့ခြေတန်းကိုကြားလိုက်ရတာပါဟေးလာပြီနဲ့တူတယ်တူတူသိမကြခင်မှာပဲတကိုးကတူပေါ်အိမ်နေရဲ့နားကိုရောက်လာပြီတော့ပေါင်းဝေထားတဲ့ရွှေစဲစုပ်ကိုအမြင်မြန်ဖြုတ်ယူလို့အိမ်မော်ကနေဆင်းသွားကြတော့ရီ ကဲလိုက်ကြဆိုဟိဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းသခိုးနောက်ကိုတိတ်တိတ်လေးလိုက်သွားခဲ့ကြတယ်ဒီနေ့မှာတော့မိဝိုင်းမားတို့အိမ်မှာပို့ထုတ်အဖွဲ့သားတွေကဇီတိတုတ်စားနေကြကြတယ်။ဟဲ့ငါပဲ။ငါဇီတိတုတ်တာစားမကောင်းလို့လား။စားကောင်းပါရဲ့။အဲ့ဒါဆိုရင်စားလေဟာ။နေကြရလေ။တေကြီးစားနေရတယ်လို့ပဲ အဲ့လိုမဟုတ်ပါဘူးမိဝါရဲ့ငါလေကျောင်းတာနေလို့အများကြီးမစားတာပါ။အော်အဲ့လိုလား။အဲ့လိုဆိုလည်းမစားနေဟ။မင်းတို့ခိုတဲ့နေ့ကြားပြီးကြမလား။ဘယ်တဲ့နေ့တော့တို့ပေါ်ရဲ့။ဒါလို့ဟမနေ့ညကလေအပြိုကြီးတောင်လုံးတင်လို့အရာကြက်တွေအောင်လုံးပျောက်သွားနေဆိုပဲ။ဟင်ဟုတ်လား။တကူကူခံလိုက်ရတာလား။အင်းအဲ့လိုပဲဖြစ်မှာပေါ့။ဒါလို့ဆိုမှမနေ့ညကတို့ရင်မလေးအလူတွေအကူခံလိုက်ရတယ်ဟ။ဟေးဟာလား။တကူကူရောမိရလား။ မိတာပေါ့ကွာတကူကကြွက်ဖြစ်နေလို့ဘာမှမလုပ်ပဲမောင်းမေထုတ်လိုက်တယ်ဟာအော်နင်းရလေတကယ်တကူမတ်လို့ဟာအဲ့ဒါလေတကူပဲလေပိုင်ရှင်မသိအောင်နည်းနည်းပဲယူယူညံ့ညံ့ပဲယူယူခိုးတာခိုးတာပဲအေးပါဖိုးတူရဲ့အေးပါနင့်မလဲနော်ကြွက်တောင်အလို့မပေးဘူးအိမ်တော်တော့အကောင်လုံးအတန်ထိတ်သွားပြီးဇီးသီးဆက်စားနေခဲ့ညာဘရောက်တော့ငဘရရေစားတဲ့အတွက်အေကန်းရှိကိုထွက်လာခဲ့တယ် ။အဲ့ဒီအချိန်မှာပဲအဲကန်းရှိမှာတီဗီကိုးနေတဲ့တကိုးနဲ့တိုးတော်တာပါ။ငပိန်လဲထိမ့်လဲတကြဖြစ်ပြီးတော့သူ့အဖေကိုအော်ခေါ်လိုက်ပေမယ့်အတန်ဝင်နေရဆိုတော့အတန်ကပြင်ကိုထွက်မလာခဲ့ပါဘူး။တကိုးလည်းငပိန်ကိုကြောင်ကြည့်နေရကတီဗီတမ်းပြီးထွက်ပြေးဖို့အလုပ်ငပိန်ကတကိုးကိုနှမ်းဆွဲထားလိုက်တယ်။ဟင်လှုပ်လှုပ်စမ်းငပိန်ကလည်းတကိုးကိုခေါင်းခါပြလိုက်တယ်။အေးမင်းမလှုပ်ရင်ကျုပ်မင်းတို့ရဲ့တီဗီကိုလှုပ်ချလိုက်မှာနော်။ အဲ့ဒီကကြိုင်ဘသူနဲ့နာမယ်ထင်လဲအဲ့ဟာနေငပိန်ကတကိုးကိုဆွဲထားကလှုပ်ပြလိုက်ပြီးတိုင်းခွက်ထုတ်သွင်းလို့ချဖို့ပြင်တော်ရီမင်းကတုံးနာလာပြီကျုပ်ကိုတိုက်လို့ကျုပ်လဲကြသွားရင်မင်းတို့တီဗီပဲစုံးမှာနော်တကိုးပြောတဲ့စကားကိုနားထောင်ကြည့်ဟာဟောတထုတ်ဖြစ်နေအောင်ဆိုတော့ငပိန်လည်းတီဗီတကိုးကိုလက်လျှောက်လိုက်တော်ရီဒလုံးနဲ့တကိုးလည်းခက်မြန်မြန်ပဲအဲ့ဒီနေရာကနေထွက်သွားခဲ့တော့တာပါနောက်နေ့မနေ့ရောက်တော့ဒေါ်လီနေက အတန်ပြဲကြီးနဲ့អော်တော်လေးကိုမောင်ရေကိုမောင်ဟေးဟေးဘာရောအဲ့လိုပြောပြီးဦးအောင်မောင်လေးအေကန်းရှိကိုခက်မြန်မြန်လေးရောက်လာခဲ့တယ်စောစီစီဘာဖြစ်တာလဲမိမရေဘာဖြစ်ရမှာလဲကိုမောင်ရေအေကန်းရှိမှာထားတဲ့ကျုပ်တို့တီဗီမရှိတော့ဘူးတော့ဟာဟုတ်တာပဲဘယ်ရောက်သွားလဲဘယ်ရောက်ရမှာလဲကိုအောင်မောင်ရေတီဗီကခြေထောက်ပေါက်ပြီးသူ့ဟာသူအပြင်ထွက်သွားပါမလားတော့ဒါလီတခိုးလက်ချက်ပဲဖြစ်ရမှာ ဲ့ဒီအချိန်မှာပဲငပိန်ကအိတ်စင်မှုတူနဲ့ထွက်လာ යි ဟုတ်တယ်မီသားတို့တီဗီကိုတကုတ်တယောက်ကခိုးသွားတာဟုတ်တယ်သားကိုယ်တိုင်မြင်လိုက်တာဘာသားကိုယ်တိုင်မြင်လိုက်တယ်ဟုတ်လားဟုတ်တယ်မီရဲ့အဲ့ဒါကိုဒင်းကမအော်ဘဲနဲ့လှုပ်ပေးလိုက်ရလားတော့ဒါအော်ပါသေးတယ်မီရဲ့မင်းညအသက်ဝင်နေရအောင်အမင်းတို့မကြောက်ဘူးလေအဲ့ဒါဆိုလေငါသားတိုင်းတန်နေရတိုင်းနေချပါလားကွမကြောက်ဘူးပြည့်ရဲ့တကူကသားကိုချိန်ချောက်ပြီးခိုးသွားတာ တားတိုင်းနဲ့ကြိုင်တီဗီကိုခွဲပြစ်မယ်ပြောလို့တားလှုပ်ပေးလိုက်တာဗျ။ဟုတ်တော့တော်တော်လူပန်းပါတယ်တခိုးပါလား။နင်းလည်းပဲရောက်တော့ငပိန်လဲဖိုးထုတို့အိမ်ကိုကုညီတောင်းဖို့အတွက်ရောက်လာခဲ့တာမ။ဖိုးထုရေဟေးဖိုးထု။အော်မောင်ငပိန်မလားကွ။အဲ့လိုပြောပြီးဖိုးထုမေတော်ပြုံးကအိမ်ထဲကနေထွက်လာ ड़ी ။အရှိပြုံးဖိုးထုတရားဝင်။ဖိုးထုကသူ့ဘင်းနဲ့ရှာတဲ့ကိုလိုက်သွားလိမ့်။ညလောက်မှပြေးအောင်မယ်နေတူ ड़ी ။ ဟုတ်လားရှင်ဒါလို့ဆိုတားလာသွားရေလို့ပြောပြပါအေးကွအကြီးပြောပြလိုက်ပါမယ်ဒါလို့နဲ့ငါပိန်လေဖိုဒူရိုအိမ်ကပြန်ထွက်လာခဲ့တော့တယ်အနောက်တော့ငါပိန်လေအိမ်ကိုပြန်လာနေခဲ့တာပါအဲ့ဒီအချိန်မှာပဲသူရှိရနေပစိုးဆွန်လေတိုင်းပြီးဆက်ပြချင်းကင်လို့တချင်းလေးတင်းကြီးနဲ့လာနေတဲ့တော့ဘုံကိုတွေ့လိုက်ရတယ်ဟာတော့ဘုံဒီချင်းရေးသွားချုံမလို့လားဟုတ်တယ်ဟာမင်းရောဘဲလေ ိမ်မြန်မလို့လीဒါလို့ဆိုရင်အတော်ပဲငါနဲ့တူရေသွားချိုးကြရအောင်ဟာမချိုးချင်ပါဘူးကွာလာစမ်းမှာဟာမင်းမုံစမ်းစိတ်ညစ်တဲ့ပုံပေါက်နေလို့ရေချိုးခိုင်းနေတာကွာစိတ်ညစ်ရေချိုးတဲ့မကြဘူးလားစိတ်ညစ်နေရေချိုးရတယ်လို့ကြားမှုပါကွာဟမ်အရင်ကမကြဘူးလေခုကြားမှုတော့ပြီမလားလာသွားကြမယ်ဒလုံနဲ့ငပိလေးတုတ်ဘောဆွဲခွဲအောင်တော့ကိုပသွားခဲ့တော်ရီတုတ်ဘောနဲ့ငပိလေး ကျွန်တော်ကကန်ကြီးရှိရာကိုရောက်လာခဲ့ကြသည်တော်ဘွားအင်းကြီးတွေကိုချက်လိုက်ပြီးကန်ဆက်မှာပုံလို့ခြေထဲကိုတိုင်မီထိုးချသွားခဲ့ဝါခြေကအေးစိတ်နေရမယ်ကောင်းလိုက်တာလာလင်းငပင်အင်းကြီးမြေမြေချုပ်ပြီးဆင်းလာခဲ့အေးပါဆင်းလာခဲ့ပြီအဲ့ဒါနဲ့ငပင်လည်းအင်းကြီးတွေချက်ပုံပြီးခြေထဲကိုတိုင်မီထိုးချသွားခဲ့တယ်ဝါခြေကအေးတာပဲဘလို့လဲခုတော့ဆင်းကြီးပြေးသွားပြီမလားအင်းနည်းနည်းပေါ့ဒါနဲ့မိမာတွေဆင်းညင်နေရလေ ။ဟမ်။အဲ့ဒါတကူးကြောင်ဟ။ဟင်။တကူးကြောင်ဟုတ်လား။ဟုတ်တယ်ဟ။ဒီလိုနဲ့ငါသိလေရေတွေကနေတုပ်ဘောကိုသူတို့အိမ်ကတီးပြီးခုတ်ခံလိုက်ရတဲ့အကြောင်းကိုပြောပြနေခဲ့တာပါ။ငပိစကအဆုံးမှာတော့တုပ်ဘောကဖြစ်မှာဖြစ်ရတယ်ငပိဟာ။အဲ့ဒီအချိန်ကျမှမင်းရလေအတန်ဝင်နေရတယ်လို့။ဟုတ်တယ်တုပ်ဘောရဲ့။ငါတိုင်းနဲ့ကြမလို့ဟာ။အဲ့ဒီတကွာတော်တော်လူလေကြတာကွာ။ဟမ်။ဒါနဲ့အဲ့ဒီတကွာဘယ်သူလဲဆိုတာသိလိုက်လား။ မင်းဘောဆိုချင်နေဆိုတော့ငါတိကျမမြင်လိုက်ဘူးဟာအဲ့ဒီမှာလမ်းစားပျောက်ပြီပဲအေးကွာငါတို့ဖိုးထုနဲ့တိုင်ပင်ပြီးတကူလောက်ကြတာပေါ့ကွာခုတော့ဆက်ပြန်တိုက်ရအောင်အဲ့လိုပြောပြီးကမ်းမတ်ကိုကြည့်လိုက်ချိန်မှာတော့သူတို့ပုံထားတဲ့အဝိပုံကပျောက်နေခဲ့တာပါဟဲ့အောင်ငါပဲငါတို့ဝတ်တည်ပျောက်သွားတယ်ပုံထားတဲ့နေရာမှာရှိမှာပေါ့ဟာမရှိနေလို့မင်းနေရလေကွာဘာတို့ဝတ်တည်မရှိတော့ဟုတ်လားဒါဆိုအိမ်မလို့ပြန်ကြမှာလေ အမလီကဲကြပါဦးတော်ဖုန်းနေငပိန်လေးဘောင်းမီတိုလေးတွေနဲ့အိမ်ပြန်မှုအတွက်အခက်တွေ့နေခဲ့ကြတယ်ဒီတခါတော့တတော်စိုးနေပြီဒင်းကိုမြ мян ရှောင်းဖမ်းမှပြဖြစ်တော်မှာအဲ့ဒါတောင်းလောလောဆယ်ငါတို့အိမ်မလို့ပြန်ကြမလဲဒီတိုင်းပဲပြန်ရုံမို့ကွာအိမ်နောက်တော့ငပိန်နဲ့တော်ဖုန်းလေးလက်လေးနဲ့ရှေ့ကိုကြည့်ပြီးအိမ်မြန်လာနေခဲ့ကြတယ်တော်သေးရဲ့တော်ဖုန်းလေးလမ်းမှာလူတွေရှင်းနေလို့ဟုတ်တယ်ဟာဒီချင်းရလေ ရွာနေရလူတွေအပြင်သိမ့်မထကြလို့တော်သေးတာပေါ့သူတို့တယောက်တကောင်ပြောနေကြတော့မိဝိုင်းနဲ့ဆောင်းမကအိုးလေးလျှော့ပြီးသူတို့ရှေ့ရနေလာနေခဲ့တာပါဟာတော့တွားပြီငါပဲရှေ့မှာမိဝိုင်းနဲ့ဆောင်းမကြီးဟာရှောင်းမလေးဆိုမှတက်တက်ကိုတိုးတော့တာပဲဒလုံးနဲ့ငပိန်နဲ့တော့ပေါ်လေပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတပင်နောက်ကိုဝင်ပုံတော့တာပါစင်မကောင်းစွာနေပဲအဲ့ဒီမြင်ကွင်းကိုမိပိုင်းရောက်ဆောင်မှပါတွေ့သွားခဲ့တယ်။ဟုတ်တော့ဟဲ့ င်းတို့နော်ဘလို့ဖြစ်ကြတာလဲ။အိုဆော့ sorry ပါမြောင်းရ။ငါတို့ကိုမမြင်သလိုပဲသဘောထားပြီပါ။အေးဟိုအေးပါဟဲ့။အဲ့ဒါနဲ့စောင်းနဲ့မိဝိုင်းလဲအဲ့ဒီနေရာကနေခက်သက်သက်လေးရှောက်သွားခဲ့တော့တယ်။မတွေ့ပါစီနဲ့လို့ဆူတောင်းထားတာကိုတန်းတွေ့တော့တာပဲရှက်လိုက်တာ။ဒီတခုတော့တွေ့မှာဒင်းတွေ့မယ်။ညနေပိုင်းရောက်တော့ပေါ်တူရိုအဖွဲ့သားတွေကတကူပန်းချဖို့အတွက်ပေါ်တူရိုအိမ်မှာလူစုနေခဲ့ကြတယ်။ ငါပိမင်းတို့အိမ်ကိုတကုံးဝင်တော့တကုံးကိုမြင်လိုက်မှာပေါ့တကုံးကဘယ်လိုပုံစံရှိလဲအော်တကုံးကကိုကြီးဖို့တော်ကိုပုံစံမေးရဟမ်ဒါဆိုတကုံးကကိုကြီးဖို့တော်လားအဲ့လိုမဟုတ်ဘူးကအရှက်မပုံစံကြည့်ရတာကိုကြီးဖို့တော်ကိုစိုက်ပြီဒါဆိုတို့ရရင်ကာလာသားတတိုက်တရလားကိုကြီးဖို့တော်ကိုကာလာသားတွေလည်းခုလိုကိုဝဲမဲ့သူမရှိလောက်ဘူးကငါလည်းအဲ့လိုတင်နေဒီလိုလုပ်လေတို့တွေတကုံးကိုမသိအောင်ဆိုတော့တကုံးကိုငါးစာချက်ရမယ် ငါးစာချမယ်ဟုတ်လားဟိုငါးစာကိုဘယ်ရတော့ဝယ်ရမှာလဲငါးစာတွေကမြို့မှာပဲရောင်းတာမဟုတ်ဘူးလားโอเคငါးစာချမယ်ဆိုတာငါးစာကိုဒီတိုင်းချထားတာကိုပြောချင်တာမဟုတ်ဘူးကွာတကုတ်ကိုဒုတ်စီရောင်းအောင်ခေါ်ရမယ်ခေါ်မယ့်နေရာတော့ငါတို့ဘွဲတွေရာတယောက်ကရွှေစဲကျုပ်ဝတ်ပြီးတော့တကုတ်မြောင်ရွာရုပ်ကိုပေါင်းလျှောက်သွားမယ်တကုတ်ကရွှေစဲကျုပ်ကိုမြင်မြင်လာခိုးတဲ့အချိန်ကိုဒုတ်ဆောင်မှန်းကြမယ်ဘလို့လဲဟာဝါတင်မိုက်တယ်ကြမ်းပါလားအကျန်းတော့မစိုးပါဘူး ။ဘာမလဲရွှေဆွေကျုံ။ငါစဉ်းစားထားတာရှိတယ်ဟာ။ငါမေစီယာဆွေကျုံခဏငါပြီးတော့ရွာတစ်ပတ်ပတ်ပြလိုက်မယ်။ညဘက်ရိုက်တဲ့အချိန်ကျရင်တော့ဆွေကျုံတို့နဲ့လဲထားလိုက်မယ်လေ။ဘလို့လဲ။ဒါဆိုမိမလာခွင့်ရော။အဲ့လိုလဲကိစ္စမရှိဘူး။တို့ဘယ်ဟာအမြဲလိုက်နေမှာ။ဒါဆိုအကြံရပြီပဲထား။ငါစာအဖြစ်ကဘယ်သူလုပ်မှာလဲ။ငါလုပ်လိုက်မယ်ဟာ။ဘာလို့ဆိုငါမိမတွေကခီးထွက်နေရလေ။အဲ့လိုဆိုရင်ပုံများခေါ်လို့ကောင်းသွားတာပေါ့။ Okay okay တော်ပေါ်ကြံမစိုးအဲ့ဒီတိုင်းပဲလောက်ကြတာပေါ့။ အဲ့ဒီတကူမရရအောင်ဖမ်းရမှာတလုံးနဲ့နောင်နေရောက်တော့တော်ဘောကရွှေစဲကျုပ်ကိုပြူးနေအောင်ဝတ်ထားပြီးအဖွဲသားတွေနေတူရွာရင်းရဗီဒီယိုရှိတ်ကိုထွက်လာခဲ့တာပါတော်ဘောမင်းရှင်ကိုကော့ပြီးတော့လမ်းလျှောက်အဲ့ဒါမှလေသူများတွေရွှေစဲကျုပ်မြင်ကြမှာโอเคโอเคငါကော့လိုက်မယ်အဲ့ဒီအချိန်မှာပဲတပတ်လမ်းကနေဘိုးကြီးကမုတ်တွေဝဲပြီးသူ့တို့နောင်ရောက်လာခဲ့တာပါဟာတော်ဘော ရွှေဆွေးကြိုးကြီးနဲ့ပါလားကွာမိုက်တယ်ကွာမင်းကြီးငါတော့မျက်လုံးကျိမ့်သွားတယ်ဟမ်အေးပါကွာဒါလေငါဘီဝင်းနဲ့လက်ဆောင်ပေးထားတာကွာသိန်းကိုဆဲကြည့်တဲ့နေဆိုပြီးအော်ဟဲ့လားဒါကြောင့်မို့ရေးလဲလဲမိုက်နေရနေမှာအားကြရကွာအားကြရအဲ့လိုပြောပြီးဘိုးကြီးလည်းသူ့နာကနေထွက်သွားခဲ့တော့လေမစိုးဘူးတော့ကဈေးတယ်လည်းနေမကြည့်နေကြဒီတိုင်းဆိုလေ CCTV ထက်တော့ပုံမြန်လောက်တယ်ဟာတလုံးလုံး မုတ်ဆိုင်နေဆိုင်မှာမုတ်သွားဝေကြမယ်။အဲ့ဒါနဲ့ကိုတို့လေးယောက်သွားလို့မုတ်ဆိုင်နေဆိုင်ရှိမှရလိုက်ကြတယ်။အကြီးသုံးတော်မူလောက်ရောင်းမိပါဗျ။အေးပါကွယ်ရောင်းမိပါမယ်။အရှိလေးလေးမောင်တို့ဘောရဲ့ဆွေးကျိုးကြီးမြင်ပြီးဇင်းရမို့မေ့သွားတယ်ကွ။ဘယ်လိုလဲရှင်။တားနဲ့လိုက်ရလား။လိုက်ပါတော့မသိရင်လေမြို့ပေါ်ကမင်းသားတွေတိုင်းမင်း။ตาลิจีไลมินดาลุมาเปะซะมินดาอ๋อซะมินดาเลยก้าวมาดิเว้ยอาชีพหนูเงินตรงอ่ะเลย ဇမင်းသားတွေပဲရွေးကြိုက်ခဲ့တာဟုတ်လားရှင်ဒါဆိုအသားနဲ့ကြတယ်အားပေးရမှာနော်အားပေးရမှာပေါ့တို့ရခလေးတွေပဲဟုတ်ကျေးဇူးပါရှင်ဖို့တူရဒီနာတဝိုက်တော့လုံလောက်ပြီတင်တယ်တို့တွေတခြားတနေရာကိုသွားပြကြတာပေါ့โอเคလीသွားကြရအောင်ညာဘက်ရောက်တော့တုတ်ဖို့ကရွှေစဲကျိုးတူးနဲ့လင်းဝစ်ပြီး အဲကဲရှိမှအဲ့ချင်အောင်စောင့်နေခဲ့တယ်။အဖွဲသားတွေကတော့ပုံမီတုံပေါင်းကိုစောင့်ကြည့်နေခဲ့တာပါ။ဘလို့လဲငါပဲ။ငါပုံစံအိမ်မောကြနေတဲ့ပုံစံပေါက်လား။စကားပေါ်မနေနဲ့တုံပေါင်းကညဉ့်ညဉ့်လေးအိမ်နေ။ဒလုံနဲ့လေမင်းအတန်ကြာပြီးတကိုးမလာပြီးနေလိုက်ပါ။အေးပါဟ။ငါလည်းတကိုးစောင့်နေရလို့ပြင်းလွန်နေပြီ။အဲ့ဒီအချိန်မှာပဲအိမ်မောတက်လာတဲ့ခြေတံကိုကြားလိုက်ရတာပါ။လာမင်းနဲ့တူတယ်တူတူသိမကြခင်ပါဘီ တကွာတူပေါ်ဤနေရဲ့နားကိုရောက်လာပြီးတူပေါ်ဝေထားတဲ့ရွှေစဲချုပ်ကိုအမြင်မြန်ဖြုတ်ယူလို့အိမ်မော်ကနေဆင်းသွားကြတော့ရီကဲလိုက်ကြဆိုဟိဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းတခေါနောက်ကိုတက်တက်လေးလိုက်သွားခဲ့ကြတယ်ပို့သူတို့လည်းတခေါနောက်ကိုလိုက်လာရင်လည်းအင်ကြီးတိန်ရင်ရှိကိုရောက်လာခဲ့တာပါပို့သူတခေါကအဲ့ဒီအိမ်ကိုဝင်သွားတာဟာအိမ်ကမရှိစင်းရဲ့ပုံနဲ့မပေါက်ပါဘူးဟုတ်တယ်နော်အဲ့ဒါကြောင့်မို့ ဒင်းကိုလူတွေမရိပ်မိကြတာတင်နေကဲကဲတကိုးအိမ်နောက်သွားပြီးချောင်းကြီးကြတာပေါ့โอเคโอเคဒလုံးနဲ့ဖိုးတူးကိုလည်းတကိုးအိမ်နောက်ကတ်သွားပြီးအိမ်ထဲကိုချောင်းကြည့်နေကြတော့ရီတကိုးကတကိုးလာတဲ့ပစ္စည်းတွေကအဲကန်းရှိမှများနေအောင်ဆိုတော့ဘယ်နာသိရမယ်မသိဖြစ်နေခဲ့တာပါအင်းငါကိုးလာတဲ့ပစ္စည်းတွေကတနေ့တကြာများများလာတယ်ဒီပုံစံအတိုင်းဆိုငါအိပ်ဖို့နေရာတော့မရှိတော့ဘူးဟာ သူအဲ့လိုပြောနေတော့ပိုးထူးကိုလျောက်သားကအခန်းထဲကိုရောက်လာခဲ့တာပါဘသူများလဲလို့တကူအောင်ကိုကြီးဖြစ်နေခဲ့တာပဲတကူလေးပိုးထူးတို့အဖွဲရုတ်တရက်ရောက်လာတဲ့အတွက်ကြောင့်လန့်သွားခဲ့ပြီးပစ္စည်းတချို့ကိုခိုင်းရင်းနဲ့ထွက်ပြေးရမလို့ပုံရမလို့နဲ့ရှိနေခဲ့တာပါဟမ်မင်းတို့ကဘလို့သိပြီးတော့ရောက်လာကြတာလဲအဲ့ဒါရေးထားပါကျွန်တော်အိမ်ကခိုးသွားတဲ့တီဗီရောဗမာလေးကျောင်းမင်းတို့အိမ်ကဘာမှမခိုးထားပါဘူးလူမနေပြီတင်းနေ အဲ့ဒါနေမိဝိုင်းကပစ္စည်းပုံတွေကြားထဲကနေတီဗီကိုမပြီးယူလာတယ်။ငါဘိဒီတီဗီကနင်တို့အိမ်ကမဟုတ်လား။ဟုတ်တယ်ဟာဒါတို့အိမ်ကတီဗီပဲ။တီဗီနောက်မှာငါဘိဆိုပြီးမှတ်သားနေနေငါရေးထားတယ်။ကိုကြီးကျွန်တော်တို့အင်ကြီးတွေရောဗမာလေး။ကိုကြီးကကျွန်တော်တို့ဝင်ပြီးသားအင်ကြီးတော်မချမ်းမဲခိုးသွားရတယ်လို့လောက်ရက်တယ်ဗျာ။ကဲကဲအကုန်ယူပါ။မိုင်းလုံးနေလို့ကြက်လဲယူသွားကြမယ်။ဟိုဟိုမင်းတို့စိတ်ကြိုက်ပြန်ယူကြပါ။ ကျုပ်ကတော့တကြီးနဲ့မတိုင်ပါနဲ့နော်ကျုပ်လည်းဝါသနာရခုံးမိနေတာမို့ပါဟမ်အဲအဲ့တော့ကိုကြီးခိုးထားတဲ့ပစ္စည်းတွေကိုသူ့အိမ်ကိုရင်ပြန်ထားပေးရင်တော့ကျွန်တော်မတိုင်ပါဘူးဟိုကျုပ်အဲ့လိုလုံးလိုက်ပါမယ်အဲ့နောက်တော့ဖိုးတူတို့အဖွဲ့လေး TV တွေကြက်တွေအဝတ်တွေကိုစီယူပြီးအဲ့ဒီအိမ်ကနေပြန်ထွက်လာခဲ့ရင်ဇလန်လေးလေးပြီးဆုံးတော့ပြန်ရော